ောတော်လုံးလုံးကကျွန်တော်မြန်မာနိုင်ငံသား၃ဦးတစီငားလာတယ်တစီနဲ့ပြဿနာဘယ်လိုဖြစ်လဲမသိဘူးတစီတမားကသူ့လို့ပလိယုံနဲ့ခေါ်ထွက်သွားတယ်ဟိုရောပလိကစစ်စည်းတဲ့ချိန်မှာအထောက်ထားပါတခုမှမရှိဘူးတောင်းစလုံးတမီတယောက်တမတ်ရေပေါ့နော်ဖွားကြီးကတောင်းရုံစလုံးကျိုးတိုင်လို့ပြရအောင်လားဆိုတော့ဘာပြန်တော့ပါတော့လားဆိုပြန်တော့ပါလေတခါကြီးဆိုတော့ဒီတဲ့အတိုင်းပဲဒီတိုင်းကအလုပ်တွေရဲရွှေတယ် လုတ်ပြီးရတာတရားနဲ့အရေးပြရတယ်လीအဲ့တော့ဧည့်သည်လာပါဧည့်သည်လာပါဟုအဖကဧကတဲ့ပါကော်ဖီရဖြုံပြီးသားဖြုံပြီးသားကိုအဲ့ဒီကော်ဖီကိုတိတ်ခိုင်းတာလားပတိသူပြောတာဟောမဟုတ်တာတိလားသူပြောတာကော်ဖီရှစ်လိတီတဲ့ရှစ်လိတီဆိုတော့ယူသွားခိုင်းတာလीဆဝေးဆိုမှကော်ဖီဖြော်ခိုင်းတာလीအဲ့ဒါကိုသူကကော်ဖီရှစ်လိတီဆိုတော့ အမလည်းအတက်ဘူးရှင်းခိုင်းတယ်ပြီးအတက်ဘူးရှင်းပြီးတော့ဒါတော့အိုးမမတော့ရောက်ပြီးတော့လွတ်လွတ်ကင်နေတဲ့ညီမလေးကိုအင်ရှင်းရတယ်ပြီးတော့ညက်ပတ်နေဆက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ဆိုတော့သူပြောတာလေးကိုဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ခင်ဗျာမအဝစ်ဟောတရားအဝစ်ဟောတရားခဏညာတော့ဘာရမရလဲဆိုဟာလို့ဆိုဒီကော်ဖီမဖြော်ဘူးလားဆိုကော်ဖီတီဟုတ်ကဲ့တဲ့ဒီရှင်းခိုင်းတော့မဟုတ်လားဆိုခါတော့ဘာပြောချက်တော့ပေါ့အိုးမနဲ့ရိုက်ချလိုက်တာသူကအိုးမနဲ့ရိုက်ချပြီးတော့ ပါရိုက်ခံတာတောက်ပါဘောလူတွေခေါ်လေးပေါ့ဘောလေလုံးပါအောင်ဟွန်းအဲ့ဒီတည့်ရုပ်ထက်ရိုက်ဒီရုပ်ထက်ရိုက်ပြီးတော့ပါရင်နာရိုက်ရတဲ့ကျင်းဘာမှမပြောတော့အဲ့ဒါအော်သူကောက်ရိုက်ပြီးဆိုတော့ကတည်လိုက်တယ်တိုင်းပဲတည်လိုက်တယ်အဲ့ဒီတောက်တော်လေးလည်းစောက်ခဲ့ဟွန်းတည်တယ်ဘာမှမဖြစ်ပါဘူးအဲ့တော့တော့ပြောရဲအခုတော့ပြောဆိုတော့ပြောလိုက်တာသူမိသားစုတွေကလည်းတည်လိုက်ပြီပေါ့တည်တချို့ကတော့ပြောကြရမယ်အဲ့လိုမဖြစ်ချင်ရင်ဘာလို့သူကလဲနော် ဘာလို့သွားလောက်နေလဲပြန်လာပါလားလို့ပြောကြလိမ့်မယ်ဒါပေမဲ့လို့မြမကြီးပြန်လာရင်ပို့ဆိုးမှာဗျာနော်မြမကြီးပြန်လာရင်ပို့ဆိုးပဲရှိတယ်အဲအကြောင်းတို့လည်းချိန်မိတ်သိခံပြီးတော့လုံနေရတာပေါ့ဗျာသူများနိုင်ငံမှာမလုံချင်တဲ့လုံလုံချင်တဲ့လုံပေါ့နော်အဲ့ဒါဒီလိုတော့တော်တော်များများလူငယ်တော်များများတော့နားလည်ကြမှာပါဖြစ်ပါဦးကိုကပြန်တော့ပါဆိုတော့ရုံးလေးမတိုင်ရှင်းတော့ဘူးဘာကြောင့်လဲဆိုတော့နိုင်ငံခြားရောက်နေတာလူငယ်တွေများနေတာဘူးသူရှင်းရှင်းချက်ချက်တွေလည်းကိုကမလုံရှိဘူးလေနောက်တော့ဆိုပြန်တော့ပါဆိုတော့ဘာမှမဖြစ်ဘူးတီးဖြတ်လိုက်တယ် မဖြစ်ဘူးအတားတာခရရတဲ့အဲ့လိုမျိုးစိတ်မကောင်းတော့ဖြစ်သွားတာပေါ့နော်စိတ်မကောင်းဖြစ်ရောလွဲတော့မဖြစ်ပါဘူးအတားတာပျောက်သွားလိမ့်မယ်လीဘာကြောင့်ကျွန်တော်တခုပြောချင်တာကတကယ်လို့အဲ့လိုမျိုးအိမ်ကူတွေဘာတွေပေါ့နော်တခြားလုပ်တွေဘာတွေနဲ့သွားလုပ်မယ်ဆိုရင်အဲ့ဒီအိုမန်တွေဘာတွေမသွားစေချင်ဘူးပြန်နော်အိုမန်မှာဘလို့ညှစ်ပတ်နှက်ဆက်ခံရတဲ့တရင်ကစက်တိုက်ဆိုလိုကြားနေရတယ်ထိုင်းနေပါတယ်ဆိုတော့တမျိုးပေါ့နော်ထိုင်းမှာဆိုတော့အဲ့လောက်ထိမရှိဘူးဒါကြောင့်မို့အိုမန်နဲ့ထိုင်းနဲ့ယူရမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တော့ဟိုအနည်းဆုံးပေါ့ထိုင်းအောင်ပဲရွေးစီတင်တယ်နော်အညီမလေးကိုစိတ်ပူပေးကြတဲ့တယောက်ရှင်စီတိုင်းတူတယောက်ရှင်စီတိုင်းကိုတရားနေပဲကြီးစုတင်စကားပြောရှင်းပါတယ်လို့ဟိုညီမလေးလေးဒီမှာအလောက်ကလေးမအားတာနဲ့ comment တယောက်ရှင်စီပြန်နေဆိုမပြန်အားလို့ပေါ့နော်တရားနေပဲအလုံးကြီးစုတင်ပါတယ်လို့အဲရုံးကိုတိုင်ဖို့ဗာဟိုအေးချင်းကိုပြောဖို့ရုံးကိုပြန်သွားဖို့ဆိုတာက ဟိုအဲ့လိုမျိုးတိုင်လိုက်တော့လိုက်တယ်ကိုကအဲ့လိုမျိုးတီးမခံမနဲ့အဲ့လိုမျိုးလုံးလိုက်တယ်ဆိုရင်ညီမလေးကနောက်လာထဲပြန်တော့မှာဖြစ်တဲ့အတွက်အဲ့လိုမျိုးဆိုရင်ပြဿနာရေဖြစ်ပြီးဆိုရင်ဒီနိုင်ငံသူတို့ရုံမာတယ်ဆိုရင်ကိုကပဲအိမ်ပြန်မှုနောက်ကျသွားမှလीအဲဒါကြောင့်မို့တီးခံလိုက်တယ်ညီမလေးဘာမှမဖြစ်ဘူးမနေ့ကမနေ့ကရိုက်တယ်ဒီနေ့တော့ဘာမှမဖြစ်တော့ဘူးလीအသားနာတာပျောက်သွားပြီဘာမှမဖြစ်တော့ဘူးအဲတီးခံလိုက်တာပိုကောင်းမယ်ထင်တာပေါ့နော်ညီမလေး တီးခန့်လိုက်တာပို့ကောင်းတယ်ကိုအိမ်ပြင်းမဲ့ရပို့ပြီးနီးကပ်သွားတယ်ဗောနော်အဲ့လိုမျိုးရေဒီပါရင်းနေဆိုရင်အမှုတွေပါရင်းနေရှုပ်ရခက်ပြီးတော့မှသူတို့ကထပ်ပြီးပို့ပြီးရုံမာတယ်ဆိုရင်ဘယ်သူကခံရမလဲဆိုရင်ကိုကပဲခံရမှာလीအဲ့အတွက်ကြောင့်ရုံလည်းမတိုင်းတော့ဘူးအေဂျင်ကလည်းမပြောပြဘူးအေဂျင်ကမကောင်းလားဆိုတော့အေဂျင်ကအရန်ကောင်းပါတယ်အေဂျင်ကဟိုအဆက်ဆက်ရရသူတောင်းယူမှုတောင်းဝင်ခံမှုအပြည့်ရှိရယ် ီမလီယာဒါဟိုသူ့ကိုစိတ်အနှောက်အယှက်မပေးချင်တာပေါ့နော်။ဘာလို့လဲဘာလို့စိတ်အနှောက်အယှက်မပေးချင်တာလဲဆိုတော့အဲဘာဖြစ်လို့စိတ်အနှောက်အယှက်မပေးရလဲဆိုတော့ဘယ်လိုပြောမလဲ။ကို့ပေါ်လည်းအရင်ကောင်းခဲ့လို့လေကို့ပေါ်လည်းအရင်ကောင်းခဲ့တယ်ဒီမဖြစ်စလောက်လေးဆိုပေမဲ့ကို့တော်ကတော့ဟိုကြီးမားတယ်ပေါ့နော်။အရိုက်ခံရသည်ရှိပါလက်ပါတီဖြစ်တယ်ဆိုပေမဲ့သူအတတော်ဟိုအစိမ့်နောက်ရှေ့ဖြစ်သွားမှာစိုးတာတခုပေါ့အဲဒါကြောင့်မလို့ကိုယ့်အကူကိုပဲတီးခတ်လိုက်တာပါ ဟိုယုံနေပါလေကြာရင်လည်းပြန်မသွားချင်ဘူးလေဒီမှာညီမညီမဒီဦးမရောက်ခင်ကတထင်းနဲ့အစင်မပြေလို့ဆိုပြီးတော့အယုံကိုပြန်ပြန်လာပြန်လာပြန်ပို့တဲ့တယောက်ကကြတော့အခုချိန်ကြီးမပြန်ရသေးဘူးအဲ့လိုမျိုးညီမတော်နှစ်နှစ်ပြေးတော့မယ်နော်သူဒါနဲ့ဆိုနှစ်နှစ်နဲ့6လရှိပြီအဲ့ဒါအမှုတွေမပြီးသေးလို့ဆိုပြီးတော့မပြန်ရသေးဘူးအားကြောင့်ညီမလေးလည်းဆက်ပြီးတီးခတ်တာပေါ့အဲ့လိုမျိုးကြီးကြာသွားမှစိုးရိမ်တာတခုအဲ့ဒါကြောင့်ဒီလောက်ထိတီးခတ်ပြီးနေလိုက်တာပါ စိတ်ပူပေးကြတဲ့တူဦးတယောက်ရှင်းစီတိုင်းအောင်ကျေးဇူးတင်ပါတယ်ရှင်။တရားနည်ပဲ။မြန်မာပြည်ကနေပြီးတော့တခြားနိုင်ငံတွေကိုအင်ကုန်းနဲ့တွားရောက်ပြီးတော့လက်ခံကျင်တဲ့ညီကိုမော်နမတွေလည်းထိုင်းမလေးကိုရီးယားဂျပန်စင်ကာပူပေါ့နော်ဂျပန်မှာဆိုလို့ရှိရင်လည်းဘဝကူဆိုတဲ့ပုံစံမျိုးလည်းရှိတယ်။ပြီးတော့ဟိုနေစင်ကာပူမှာလည်းရှိတယ်နော်။အင်ကုန်းတွေပါလောက်ကျင်နေဆိုလို့ရှိရင်အဲ့လိုနိုင်ငံတွေပဲရွေးတင်နေပြ။အဲတကယ်လို့အဲ့လိုမျိုးအိုမန်တွေပါလေဆိုလို့ရှိရင်တော့အဲ့လိုညင်ပန်းနိုင်စေအခမ်းအနားမျိုးတွေပါဖြစ်လာနိုင်တယ်။အဲကျွန်တော်လည်းအဲ့လိုမျိုးကိုလူမျိုးတွေအဲ့လိုမျိုး ဟိုကိုတိတက်ရောက်တော့မခံနိုင်ဘူးပြ။เนาะအဲ့ဒါကြောင့်မဖြစ်တင်တာလည်းမပြည့်အောင်ကျွန်တော်ပြပြတာပါ။အေးရောက်တိုင်းကျတော့ဒီမှာစာလည်းမပြတ်အောင်အလုပ်လုပ်ရလားတဖက်မလို့နိ။ပြီးညီမလေးအလုပ်လုပ်ရတဲ့အိမ်ကိုပြမယ်နော်။ဒါဒါကအနောက်ဘက်အရှမ်းပေါ့နော်။ဒါအနောက်ဘက်အရှမ်း။ဒါမီဖို့ကြောင့်။ဒါမီဖို့ကြောင့်။ဒါဒါနောက်ဘက်တရှမ်းပဲရှိသေးရဲ့ဒါမိဖို့ကြောင့်နောက်တစ်ခန်းဒီမှာလည်းအခန်းကြီးရှိရဲ့တရားဒါလေးလည်းရှင်းရတယ် ပြီးရင်ဒီမှာညီမလေးလောက်ရတယ်ဒါဟုတ်ညီမအပေါ်ထက်အောက်ထက်တယောက်ထဲလောက်ရတာမယာစဉ်းစားကြည့်ဒီအိမ်တလောက်အကြီးကြီးကိုနော်တလောက်ကြီးပေါ့အိမ်ရတယောက်ထဲလောက်ရတာကိုအမဆေးအောင်ကြတလောက်အလုံးများတာကိုကကိုအမှုမျိုးမိမာပေါ့လူပေါ့တခါတလေလဲမိတက်မှာပဲလीအဲ့ဒါကိုသူတို့ကတီးမခံနိုင်သူများကိုရှိပါလက်ပါဘူးလောက်ပဲသူတို့စိတ်ပြောမှဆိုလို့ရှိရင်ဗျမြန်မာနိုင်ငံမှာလူငယ်တွေကသူတို့အမြင်မှာဈေးပေါ်နေတာ ဈေးပေါ်နေတော့နေထွက်သွားလို့ချင်းလည်းနောက်တစ်ယောက်လာမှာပဲအဲ့ဒီပုံစံမျိုးတွေသူတို့ကအဲ့လိုနှိမ်ပြီးတော့ဆက်ဆံတာပေါ့ဗျာအဲ့ဒါကြောင့်ကိုလူငယ်လေးတွေအနှင်ခံနေရတာပေါ့တိုင်းတစ်ပါးမှာမာညီမလေးလောက်ရတဲ့အိမ်ဟိုကြည့်လိုက်ငဲတာကြီးပေါ့အိမ်ကြီးညီမလေးလောက်ရတီးလာတတီးလာတီးလာညီမလေးအတယောက်ထဲလောက်ရတာနော်အဲ့ဒါကိုမေးလို့ရတယ်တယောက်ထဲလောက်ရတာ ဆွင့်လိုက်တာသူများနိုင်ငံလာမယ်ဆိုရင်တီတီရှာရှာလေးဟိုဟာဖြစ်ကြပါဆင်းဟုတ်တယ်အဲ့ဒီအိုမန်ကတော့သွားအောင်သွားတယ်ဟိုကညီလေးညီမလေးဆင်ပြေတဲ့လူတွေလေးသွားတယ်မသွားတယ်ဟိုအခုလိုမျိုးညီမပြောမှဆိုရင်ဗျာနေထိုင်စားတော့တာလည်းအခက်အခဲတွေရှိတယ်အစားချေးသဖြင့်ပေါ့အများကြီးပါပဲနော်တချို့သူကစီစီတီဗီနဲ့စောင့်ကြည့်နေတာမျိုးတွေတော့ရှိတယ်ပေါ့ဗျာအဲ့တော့မသွားတင်ဘူးလို့တော့ကျွန်တော်ကတော့ပြောချင်တယ်ရှိမပြည်တာနည်းနည်းပဲရှိအောင်မညီမတက်ဆိုးတဲ့လူတွေလည်းအများကြီးရှိရဲ့ အဲ့ဒီအတွက်ကြောင့်မို့ဒီနိုင်ငံကိုလာမယ်ဆိုကျွန်တော်ကိုကျင်းစာလို့ပြောတာဆုံးဖြတ်ပြီးအေဂျင်ကောင်းမှလာပါလို့ညာပဲချိန်နာလေညီမလေးဆိုတော့ညာကနားချိန်ကပုံမှန်မရှိဘူးသူတို့ရဲ့ဒီနိုင်ငံရဲ့သဘောတဘာဝကိုပြောပြရမယ်နော်ဆက်စပ်ရောက်တဲ့နေ့ကဆက်စပ်ရောက်ပြီးတလနှစ်လလောက်က9နိုင်10နိုင်ဆိုပေးအိတ်တယ်အဲတလနှစ်လကျတော့9နိုင်10နိုင်ပေးအိတ်ပြီးတော့ ခဏလာ7လ7လလောက်ရောက်တော့7နိုင်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 နဲ့တစ်နှစ်လေးကြော်ရော7 7နှစ်ပေါ့နော်အခုကပြန်ဟာနီးပြီဆိုတော့တစ်နိုင်နှစ်နိုင်မှအိတ်ရပါတယ်ညနှစ်နိုင်လောက်မှအိတ်ကြတယ်တစ်နိုင်အဲ့တော့အလုပ်တရားခိုင်းရင်သေးတာကိုရီးယားပြရမှာကိုရီးယားအလုပ်ကအရင်နဲ့ပြန်မှန်ကိုမျက်နှာအော်တိုမက်တစ်စုပုတ်သွားဆိုတော့သူတို့ကအဲ့ဒါတော့မှနော်ခိုင်းရခိုင်းချင်သေးတာ ဒီ omen သဘောတဘာဝဆဆချင်းနားရတဲ့လူတွေအဲ့တော့လူတိုင်းသိပါတယ်เนาะဒီနေ့ကြည့်ခါနေလူတွေသိပါတယ်เนาะအစာပိုင်းတော့နားရတယ်နောက်ပိုင်းဆိုရင်ပို့ဆိုးတယ်အဲကြောင့်မို့ဟိုရောက်တဲ့လူတွေလည်းအတင်းထားပါဟိုကိုကရောက်ပြီဆိုမှတော့ဖြစ်မဖြစ်ဖြစ်အောင်လောက်ကြပါတော့ကောက်ဒီတောင်ဒီနှစ်နှစ်တော်တွင်လုံးဝတမ်းမခံနိုင် ။ဒါမှခဏရင်ပြင်မဲ့လဲနောက်မှာကိုမိသားစုလေးအဆင်ပြေဖို့ဆိုတော့အားနဲ့တင်းပြီးတော့နေလိုက်တာ။ဝစ်တော့ကျွတ်တော့ပါမယ်ရှင်။ဝစ်ကျွတ်တော့ပါမယ်။အာရောက်တာကြပြလားမကြဘူးလားတော့မသိသေးဘူးပေါ့နော်ဒီနိုင်ငံရဲ့သဘောသဘာဝပေါ့နော်ပထမဆိုရင်လည်းပစ္စည်းတွေဝယ်ပြီးတဲ့အမေပစ္စည်းခေါင်းကျော်ကြီးရေချိုးဆက်ပြအစတစ်လာအပြည့်အစုံအမလေးဝယ်ပြီးတဲ့တစ်နှစ်လေးကျော်လာတော့ကုမန်နီနဲ့ကုဝယ်ရ ။ဒီနေ့လဲကြော်လာရောပါးရည်နာရီပါရိုက်ခံတဲ့အချင်းရောက်သွားတယ်နော်။အရင်ဆုံးထိုးကြည့်တာပါဗျာ။အင်းဒီလဲကိုအမ်ကောက်တီးအိမ်ရကတော့ဟိုကောက်တီးကသူတို့ဝယ်ပြီးတဲ့ကို့စပင်းကလည်းအညီထားလို့ကြည့်ရမယ်ပြောင်းပြီဆိုတော့သူတို့ဝယ်ပြီးတဲ့ကောင်းချော်ရစပင်းအရင်ကျွတ်လိုက်ပြီးစပင်းကလည်းအရင်ကျန်းနေပြီ။အဲ့တော့တမ်းမခံနိုင်။အဲ့ဒါကြောင့်မလို့ကို့အကူကောင်းချော်ကြီးဝယ်သုံးနေ ကိုအတုံးဆောင်ပစ္စည်းပေါ့နော်ကိုအဲဆက်နိုးလိမ့်နေဆိုတော့ fire levy ဝယ်တယ်တနခါကျတော့သူတို့လက်ဆောင်ပေးတာရှိရဆိုတော့အများကြီးကမဝင်ရပါဘူး fire levy နဲ့ကိုအတုံးဆောင်ပစ္စည်းလောက်ပဲကိုဒီတိုင်းနဲ့နည်းနည်းပပပဲဝယ်တာကကိုကက်စီနဲ့သမားဆိုတော့အများကြီးလည်းမဝယ်ဘူးလာတောင်းအမအမကပဲချိန်သားရလေပြန်ဖြေခဲ့အောင်နော်ဒါအိုမောင်သွားမဲ့လူတွေဒီညမလေးတွေကိုကြည့်ပြီးတော့သင်ခန်းစာယူကြပါလို့ကျွန်တော်အဲ့လိုပဲပြောခြင်းနော် fighting မှာမမကြီး မင်္ဂလာပါခင်ဗျဖះဖြစ်မဲ့ရဲအကြောင်းလေးကိုဖြစ်မှန်လေးပြောပြမလို့ပေါ့နော်ဟိုတလုံးလုံးကကျွန်တော်မြန်မာနိုင်ငံသား၃ဦးတစီ၅လာတယ်တစီနဲ့ပြဿနာဘယ်လိုဖြစ်လဲမသိဘူးတစီတမားကသူ့လို့ကိုပလိတ်ယုံနေကိုခေါ်ထွက်သွားတယ်ဟိုရောပလိတ်ကစစ်စည်းတဲ့ချိန်မှာအထောက်ထားပါတခုမှမရှိတော့စလုံးတမီတယောက်တမတ်ရေပေါ့နော်ဖွားကြီးရဲ့၃ယောက်စလုံးအဲ့တော့သူတို့တွေကငိုနေရတာမြန်မာကြီးပြန်ပို့ရတော့မယ်ဆိုပြီးတော့နော်ပြန်ပို့ခံငိုငိုကြတာပေါ့နော် ငိုတော့သူတို့မေးတယ်သူတို့ကထိုင်းစကားတလုံးမှမတောက်ဘူးဟိုဆိုတာပါနော်ထိုင်းစကားတက်တယ်ကျွန်တော်တင်ငယ်ချင်းဖုန်းထိုးပြီးတော့ကုညီတောင်းတယ်တစ်ချက်တော့ပြောပြပါဘောသူတို့ကဘာဖြစ်လို့လဲဘယ်လိုဖြစ်လို့အထောက်အထားမရှိဘူးလားဘရလာလဲအဲ့လိုမေးတာပေါ့အဲ့တော့ကျွန်တော်တင်ငယ်ချင်းနေပြောတာပေါ့နော်သူကတော့ကွက်ပထုံနာပထုံထားတယ်လို့အဲ့ကိုသွားမလို့အဲ့တော့ plate ဟိုကနဲ့တစီဖူးကြီးကဘယ်လိုရုံမှာလဲမသိသူတို့ခေါ်ပြီးတော့ဟိုကလောက်လိုက်တယ် plate ရုံနဲ့မောင်းလာတယ်အဲ့လိုပြောနေချင်းသူတို့ကငိုနေငိုနေတော့ plate ကပါပြောတစ်ချက်ပြောပြောငိုနေ ဘာလို့ကကိုကျင်းစားတယ်ထားရောက်နေတဲ့ညီကောင်မောင်နှမကြီးလည်းအဲ့လိုမျိုးထောက်ထားတွေပါတိတ်မပြည့်စုံဆိုလို့ရှိရင်တက်စီတွေပါတေချာလေးရွေးပြီးတော့စီကြပြချို့တက်စီသမားတွေတော်တော်လေးကြောက်မာတယ်ပေါ့နော်အဲ့လိုရဲစခန်းတွေပါတဲ့ပါမောင်းသွေးပြီးတော့ဖန်ခိုင်းတာမျိုးတွေပါရှိတယ်ဗျငယ်မှာဖြစ်ပြနေတာညီတို့ပြန်လို့မရအောင်ဆိုငါတို့တိတဲ့မငုံချားနဲ့အစင်ပြောင်ငါလှုပ်ပေးမယ်ဆိုပြီးပလိတ်ကအဲ့လိုပြောတယ်အဲ့တော့ကျွန်တော်ငယ်ချင်းစကဲပြန်ပေးတယ်ခဏနေလဲကြောက်ဩပလိတ်ကနေပြောသူတို့ဒံငွေရိုက်ခိုင်းတာပေါ့ဗျာဒံငွေဘလောက်ဘလောက်အရတော့ကျွန်တော်မပြောတော့ ူတို့မှာရှိတာလည်းစီဘိုးလောက်ပဲရှိတယ်။အဲ့တော့သူတို့စီဘိုးဒံငွေတော့ရိုက်တယ်။နေဦးနေလို့ထုတ်ပေးမယ်နေလို့ထောင်မချောက်မြန်မာပြည်ပြန်မပို့ဘူး။အချိန်ကိုစောက်လိုက်ဦး။ဘာပြောလို့အချိန်စောက်မှန်းနော်။တုကလဲပေါ့နော်။အချိန်စောက်နှောင်းွားမှနေလို့ပို့ပေးမယ်အဲ့လိုပြောတယ်။အဲ့တော့ဒီကလူကငိုနေတာပဲ။ငိုတော့ကျောင်းတငယ်ချင်းနဲ့စကယ်ပြန်ပြီးတာပဲတငယ်ချင်းက။နောက်သူပြောတဲ့အချိန်နဲ့ရောက်တော့အတော့ရောက်စလို့ဦး။အပလိုက်ကကာငါပြီးတော့ပို့ပေးလိုက်တယ်နော်ကော့ပထုံလားမသိပို့ပေးလိုက်တယ်။ဟိုပတ်စံလည်းမရှိဘူးသူတို့မှမရှိတော့ စီဘူးတစီဘူး900ထပ်ပြီးတော့ပေးလိုက်သေးတယ်အပလိတ်ကဟာမင်းစဉ်းစားကြည့်ရင်တော်သေးတယ်ပလေကောင်းလို့ပေါ့ဗျာပလေမျိုးလိုက်ရှာကြည့်ရင်ဟုတ်တယ်ဟုတ်တယ်ဒါတကယ်ဖြစ်ရမှာတိုင်းပါလေအဲ့လိုမျိုးပလေတွေတော့အများကြီးရှိတယ်ပေါ့ဗျာနေရာတိုင်းမှာရှိနေပလေတွေဒါပေမဲ့အဲ့လိုကောင်းတဲ့ပလေတွေရှားတယ်ဗျာဘသူတို့ကောင်းလို့ရှိရင်သူတို့နိုင်ငံသားတွေပဲကောင်းကြတယ်ပေါ့နော်နော်ဒီလိုပလေမျိုးတွေပေါ့ရဲတိုင်းနိုင်ငံမှာပလေတွေကကောင်းပါလေမကောင်းတာကကိုယ်နိုင်ငံသားတွေကြောက်ပဲဒီလို ဟိုဘလို့ကဒီလိုယူရလားဒီလိုတုံးရလားဆိုတာတိတာအမှန်တကယ်ဆိုရင်စစ်ရုံနေမှာလဲကျွန်တော်ပြောရမှာဆိုလို့ရှိရင်စစ်ရုံနေမှာလဲစမတ်ကြီးတွေပြတချို့ဆိုလို့ရှိရင်9000တို့တိလားဘတ်9000တို့ဘတ်9000တို့8000တို့အဲ့လို1000တို့အဲ့လိုတွေတောင်ပေးရတယ်ဟာအဲ့ဒါအဲ့ဒါဘလို့တွေအဲ့လောက်ထိများသွားတယ်ဆိုလို့ရှိရင်မြန်မာချင်းချင်းနော်ဟိုအသားတွေကလောက်ထွက်နေတဲ့ကောင်တွေပဲအဲ့ဒီကောင်တွေတင်ပေးလိုက်တာနော်သူတို့လည်းယူသလိုအဲ့ဒီအထက်တည်းကဈေးမတွေဒီ project manager တွေလည်းသူတို့ကထိုးကြွေးတာတွေပေါ့ဗျာ အဲ့ဒါကြောင့်ဒီအလုပ်သမားတွေအနေနဲ့အလုပ်လည်းမရှိဘူးဗျာပြောမှဆိုတယ်လားအလုပ်လည်းမရှိဘူးအဲ့မရှိတဲ့ကြားတွေကနေပြီးတော့အဲ့လိုစမကြီးတွေက9000နဲ့10000နဲ့ပေးရတဲ့အခါကျတော့သွားပြီပေါ့အဲ့လိုအသားတွေကလောက်ထွက်နေတဲ့အကောင်တွေကြောင့်အဲ့လိုတွေဖြစ်ကုန်တာကျွန်တော်တော့မသိဘူးခင်ဗျကျွန်တော်နိုင်ငံဘွဲသားတွေကြောင့်ပေါ့နော်ချင်းချင်းပြောရရင်နားလည်းတဘောပေါက်ပြီးလို့နော်ကိုချင်းစားပြီးလို့ဟာလားအလုပ်ကိုင်းနေအဆင်ပြေပါစေရာထူးတွေဒီတက်မကထထထတိုးပါစေဗျာဘေးအန္တရာယ်နဲ့ကင်းပါစေခလုံးမတိစူးဝင်းကြီးပဲ မျက်နှာပူပေးပါဗျာဟုတ်တယ်ဟုတ်တယ်အဲ့လိုထွက်သွားတာစိတ်ကောင်းရှိတဲ့လူတွေမြန်မာရှိပါတယ်ဗျာအဲ့ဒါမှကုညီလို့ရမှာခင်းတဲ့အတိုင်းပဲဒီဥမာလေး၃ယောက်ဒါတော့လွန်နေဟာအေးဒါရငါပါတော့ဟောစရမ်းမလို့လောက်မှာလွတ်ပြရမှာလားကျုပ်တွေလိုက်စတာဟာရောက်ရရမှာဒီတိုင်းပဲလူမျိုးတွေတက်ခတ်တာတော့မဟုတ်ပါဘူး ကျွန်တော်တွေ့နေတာတော့အဲ့လိုတွေပဲတွေ့နေရတယ်အဲ့လိုခီးတွေပါတွားလို့ရှိရင်စကားတွေအကျိအကျော်တာတွေအပြီးလို့ရှိရင်မျက်နှာအသေးရမယ်ဟာတွေကိုတို့ကအခြေောက်တွေနဲ့စီးတာမျိုးတွေပေါ့နော်အဲ့လိုတွေတွေ့နေရတော့ဟာဘယ်လိုပါလဲဇိုက်ဆန်လိုက်လာပေါ့နော်အခုလိုက်ဒီမှာဟိုတယ်မှာတဲပြီးတော့မှုသွားတာတဲ့တရုတ်မာလေးအများကြီးပဲဟာတရုတ်မာလေးရမလို့နော်တရုတ်ထီးရတာတရုတ်ထီးရတာဆိုမလွယ်ဘူး

စားမလိုက်ရင်เออกอมาเลยเปลี่ยนท่าแล้วฉิเสียเลยต้องออกถั่วตัวอืมดีอูมาเออจีโดไม่รู้ยีจีราตัวตั้วไปแล้วเอ๊ะยาตีรัวตายอ่ะงาลีขึ้น